အမေရိကန်ပြည်ထောင်စုကရှူကရင်ကိုထောင်လန်းရေးသတင်းတွေပေးနေတာကိုဆိုင်းငံ့မယ်လို့ဖေဖော်ဝါရီ9ရက်အစောပိုင်းမှာထရမ့်အစိုးရဖွဲ့ကကြေညာခဲ့ပါတယ်။ယူကရိန်းထံပေးနေတဲ့စီးရဲအကူအညီတွေကိုဆိုင်းငံ့အကြောင်းကြေညာခဲ့ပြီးတဲ့နောက်နှစ်ရက်အကြာမှာအမေရိကန်ကယူကရိန်းကိုထောင်လန်းရေးသမားတွေပေးနေတာကိုရပ်ဆိုင်းထားမယ်လို့ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီလိုစီးရင်ကူညီရေးရဆိုင်ထားတာနဲ့ထောက်လင်းရေးတရင်တွေပေးနေတာကိုဆိုင်းငံ့နာတွေကယူကရိန်းအနေနဲ့ရုရှားအတွက်အခွင့်အလမ်းတာတဲ့ဒါမှမဟုတ်အမေရိကန်အကူအညီကိုလုံးလုံးဆုံးရှုံးမဲ့အခြေအနေရှိနေတဲ့သဘောတူညီချက်တွေနဲ့ငြိမ်းချမ်းစာချုပ်ကိုအတင်းကျပ်လက်မှတ်ထိုးရနိုင်တဲ့အနေအထားပေါ်ယူကရိန်းမှာ၎င်းအူရောပမှာ၎င်းစိုးရိမ်မှုတွေရှိနေပါတယ်။ ကျွန်တော်တို့အားလုံးကကျွန်တော်တို့ရဲ့ပြည်သူအားလုံးအတွက်ဘေးကင်းတဲ့အနာဂတ်ကိုအလိုရှိတာပါ။ယာယီအပြစ်အခက်ရင်ဆဲတာမျိုးကိုမလိုချင်ပါဘူး။စစ်ပွဲတစ်ခါတည်းပြီးသွားတာကိုအလိုရှိတာပါ။အမေရိကန်ခေါင်းဆောင်ပိုင်းနဲ့ကျွန်တော်တို့ရဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့အတူဒါဟာလုံးဝအောင်မြင်မှုရနိုင်ပါတယ်လို့ဂျာမနီဝန်ကြီးချုပ်အိုလက်ရှိုနဲ့ဖုန်းစကားပြောပြီးတဲ့နောက်ဇန်လန်စကီကဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။